ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ရှိတဲ့ငလင်တန်းကြောင့်မန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတည်ဆုံးသူဦးရေ1900ကျော်လာပြီဖြစ်ပါတယ်။ငလင်တန်းကြောင့်ကျမကြီးဆုံးရှုံးမှုဆိုင်ရာအခြေခံစောက်အုံတွေလည်းပြိုကျပျက်စီးသွားပါတယ်။အာဏာသိမ်းစစ်တပ်ကကျမကြီးဆုံးရှုံးမှုကဏ္ဍကိုစနစ်တကျဖျက်ဆီးထားပြီးကျမကြီးဝန်ထမ်းတွေကိုဖမ်းဆီးထားတာကြောင့်လည်းငလင်ကြောင့်တိုက်ကြိုက်သူတွေကိုထိထိရောက်ရောက်မကူနိုင်ပဲတည်ဆုံးသူတွေတိုးလာပါတယ်။ စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့ကအကြီးဆုံးပြည်သူစီရင်တစ်ခုဖြစ်တဲ့ဂရင်တထောင်မှာအရေးပေါ်ဌာနတစ်ခုလုံးပြိုကျပျက်စီးသွားခဲ့တယ်လို့ပြင်မနာမြို့နယ်မှာလည်းဂရင်နေရာဆက်မြို့နယ်စေယုံအပါအဝင်တခြားစေယုံတွေလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်။နေပြီးတော့ဩဒရတီရီမြို့နယ်ကအကြီးဆုံးပုဂ္ဂလိကစေယုံတစ်ခုဖြစ်တဲ့ဩဒရတီရီစေယုံလို့ခေါ်တဲ့ပင်လုံစေယုံမှာလည်းပျက်စီးမှုတွေရှိပြီးတော့ဝန်ထမ်း၁၀ဦးထက်မနည်းသေဆုံးတယ်လို့စေယုံတာဝန်ရှိသူတို့ကပြောပါတယ်။ နေပြီးတော့ဆင်းရုံတစ်ခုကတူနာပြူဆီယာမတူကလည်းလက်ရှိအခြေအနေတွေကိုအခုလိုပြောပြထားပါတယ်အဆောင်တွေဆိုအကုန်ပြည့်စည်တယ်လူနာကုသဆောင်တွေအကုန်လုံးဝင်နေအိမ်ယာတွေလည်းမဘလို့မှနေလို့မရဘူးပေါ့နော်ဟိုနှစ်ထက်နှစ်ထက်ဆောင်တွေဖြစ်တော့နေလို့အဆင်မပြေတော့ခုအကုန်လုံးဟိုဘလို့လဲလည်းဒီ platform ပေါ်ပဲနေအဲ့လိုပဲနေကြရတာအဲမော်တော်ယာဉ်မှလူနာတွေထားတယ်ပြီးရှေ့ဥပဒေမှဒီလိုပဲမှကတင်လေးတွေလည်းထားထားရတာပေါ့အကုန်လုံးကတော့ကွင်းပြင်မှာပဲလေ ။အင်အားဖြင့်ငလင်တန်းကိုစူးစူးရွားကြုံတွေ့ကြရတဲ့မန္တလေးမြို့မှာလည်းစေယုံအများပြထိခိုက်ပျက်စီးသွားပါတယ်။ငလင်တန်းမတိုင်ခင်ကစစ်တပ်ကမန္တလေးမြို့ကစေယုံစီကံတချို့ကိုလုပ်ငန်းလုကန်ခွင့်ပိတ်ပင်ထားတာကြောင့်အခုရေးပေါ်အချိန်မှာပြည်သူတွေအချိန်မီကုသမှုခံယူခွင့်ဆုံးရှုံးနေရပါတယ်။မတ်လ28ရက်နေ့ညပိုင်းကစေယုံမှာကတင်မလောက်တာကြောင့်လူနာတွေကိုမြေပေါ်မှာသာချထားကြရတယ်လို့မြင်တွေ့ရသူတွေကဆိုပါတယ်။အာရသိမ့်ပြီးတဲ့နောက်ပိုင်းစစ်တပ်ဟာဂျမအီဝန်ထမ်းတွေကိုပြစ်မှတ်တာဖမ်းဆီးမှုအပါအဝင် ျမ်းမာရေးကဏ္ဍတစ်ခုလုံးကိုစနစ်တကျဖျက်ဆီးခဲ့ပြီးတော့ဒေးနေအတွင်းမှာမန္တလေးအခြေစိုက်ပုတ်ကလီကစေယုံ9ရုံရန်ကုန်ခြေစိုက်စေယုံ2ရုံကိုစစ်တပ်ကအတင်းအဓမ္မပိတ်ပစ်ခဲ့ပါတယ်။အာနာပီဆန်ရေးလှုပ်ရှားမှုစီရီယံမှာပါဝင်တဲ့ဆရာဝန်တွေကိုခန့်အပ်ထားတဲ့ဆိုတဲ့ဆူဆွဲချက်နဲ့စစ်တပ်ကပိတ်ထားခဲ့တာပါ။စစ်တပ်ကချမှတ်တဲ့မူဝါဒတွေရဲ့ဆိုးရွားမှုတံကိုအခုကြုံတွေ့နေရတာဖြစ်တယ်လို့ရန်ကုန်ခြေစိုက်ဆရာဝန်တူကသုံးသပ်ပါတယ်။သူကရန်ကုန်ပြည်သူစေယုံနဲ့နေပြည်တော်ကရင်တထောင်ဆန့်စေယုံတို့မှာ အကြီးတန်းခွဲစိတ်ဆရာဝန်နဲ့စေယုံအုပ်တေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူသူဖြစ်ပါတယ်။ဒုံဂျုံရင်ချင်းနေရသူ့ရဲ့ပူဇော်မြန်မာနောင်းသတင်းတော့ကပြန်ပြောပြပေးမှာပါ။မန္တလေးကပုဂ္ဂလိကစေယုံအချို့ဟာစစ်တပ်ရဲ့အမိန့်ကြောင့်မလို့ငလီမတိုင်ခင်ကတည်းကလဲပတ်နိုင်ခြင်းမရှိတော့ဘူး။ကျန်တဲ့ပုဂ္ဂလိကစေယုံအများစုလည်းပြည့်စည်သွားလို့ကုသပေးနိုင်ခြင်းမရှိတော့ပဲအကုန်နှီးပါပိတ်ထားရတယ်။စီရီယံကျမကြီးဝန်ထမ်းတွေကိုလောက်ခံထားတဲ့ဆွဆွက်ချက်နဲ့မန်လေးမြို့ကစေယုံခွနယုံကို ငလင်မတာမီမက်ရှလာဆန်ပိုင်းမှာစစ်တပ်ကပိတ်ခန့်ခဲ့ပြီး2022ကနေ2023တိနှစ်နှစ်တာအတွင်းမှာတခြားစစ်ရုံခုနှစ်ရုံလည်းပိတ်ခန့်ခဲ့ရပါတယ်။အခုနှစ်ဖေဖော်ဝါရီလထဲမှာရန်ကုန်ကတမိုင်းစစ်ရုံ၊ကောင်းစစ်ရုံ၊ကျမ်းမာဒုက္ခစစ်ရုံ၊မြတ်တော်ဝင်စစ်ရုံတွေပိတ်ခဲ့ရပြီးစစ်တပ်ရဲ့လက်ချက်ကြောင့်ပြည်သူ့ကျန်းမာရေးဆန့်ရှောက်မှုကဏ္ဍမှာစစ်ဘက်ဆိုင်ရာဝန်ထမ်းအင်အားကိုပြန်စီစီခဲ့ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာဝန်ထမ်းပေါင်းတသိန်းကျော်ရှိပြီးတော့အဲ့ဒီပမာဏရဲ့ထပ်ဝက်နီးပါး၄၈၀၀၀ကျော်ဟာစီရီယံမှာပါဝင်နေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားခဲ့ပါတယ်။ ဘန်လီမှာတော့စီးပွားဆိုင်ရာဝန်ထမ်း80ရာခိုင်နှုန်းကကစီးရီးယားမှာပါဝင်ခဲ့ကြပါတယ်။ဖန်စီချင်းချထားတဲ့ဆရာဝန်တွေပါဝင်ဂျမိုင်းဝန်ထမ်းတွေကိုလွှတ်ပေးတာနဲ့ပိတ်သိမ်းထားတဲ့ပုဂ္ဂလိကဂျမိုင်းဆွန်ရှောက်မှုလုပ်ငန်းတွေကိုပြန်ဖွင့်ခွင့်ပြုပြီးတော့လိုအပ်နေတဲ့ဂျမိုင်းဆွန်ရှောက်မှုကွက်လပ်ကိုဖြည့်ဆည်းတင်တယ်လို့ဒေါက်တာဆုတူရာစောကလည်းတိုက်တွန်းပါတယ်။သူဟာနှစ်သိမ့်မှုဗီဆန်ရေးလှောက်ရှားမှုမှာပါဝင်ပြီးတော့လက်ရှိမှာစစ်တပ်ကိုလက်နက်ကင်တော်လှန်နေသူလည်းဖြစ်ပါတယ်။ မယောနန်နေနဲ့အဲဒါလုံချိုရေးအမခံချက်ပေးတယ်ဆိုရင်မြို့ပေါ်တက်ပြီးကုသမယ်ပေါ့နော်အဲဒါတွေကကျွန်တော်တို့လက်တွေ့ဖြစ်ဖို့ရာအတွက်ကိုခဲရင်ပါတယ်ကျွန်တော်တို့ဥတဲ့အမြင်ရဆိုရင်တော့လက်ရှိအဖြစ်နိုင်ဆုံးအဖြစ်သက်ဆုံးကတော့နံပါတ်1ဒီအာပိတ်သိမ်းထားတဲ့ပုဂ္ဂလိကကျမကြီးဝန်ဆောင်မှုလုပ်ငန်းတွေကျွန်တော်တို့မဖြစ်မနေပြန်လည်ပြီးတော့မှဖွင့်ပေးဖို့လိုအပ်တယ်နောက်ပြီးတဲ့အခါမှာထောင်ဒီထဲမှာမတရားဖန်ဆီးထိမ့်သိမ်းခံထားကျွန်တော်တို့ CDM ကျမကြီးဝန်တန်းတွေကိုကျွန်တော်တို့အာချက်ချင်းပဲကျွန်တော်တို့ဒီ ပြန်လွတ်ပေးတင်တယ်ခင်ဗျာဓမ္မတာလီရင်ကျွန်တော်တို့ဒီလက်ရှိလိုအပ်နေတဲ့အဲချက်မရေးကန္တရဲ့အာလိုအပ်ချက်တွေဟာဘွက်တွေကိုကျွန်တော်တို့အချိန်မီဖြည့်တင်နိုင်ပါလိမ့်မယ်ဒီလိုတာညညိုရေးဆိုရအန်ယူဂျီကငလင်ဘေးကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ရေးအတွက်မတ်လ30ရက်နေ့ကစပြီးတော့နှစ်ပတ်ကြာအပြည့်အမှာဖြစ်ကြောင်းကြေညာထားတဲ့အပြင်ငလင်တန်တဲ့နယ်စစ်ကောင်စီနေမြေတွေမှာစီဒီအန်ဝင်နေနေကယ်ဆယ်ရေးလုပ်ဝေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါပေမဲ့အာရသိန်းစစ်တပ်ကတော့ငလင်တန်တဲ့ဒေသတွေမှာနိုင်ငံတကာအကူအညီနဲ့ကယ်ဆယ်နေရတဲ့တိုင်အောင်တခြားငလင်ဘေးကင်းလို့ရနေရာတွေကတော်လိုင်းတက်တီကိုဒီကြောင်းကနေတက်ခတ်မှုတွေဆက်လုပ်နေပါတယ်ခင်ဗျာ။